အားလုံးပဲမင်္ဂလာပါဒေါက်တာရှေရီမှာပြန်လည်ကြိုဆိုလိုက်ပါเนาะဒီကနေ့လာရောက်ပြီးတော့မျက်ဝေပေးမယ့်အကြောင်းအရာကတော့ကြီးပွားချမ်းသာရန်စိတ်အီစွင့်တကူရရှိစေမယ့်အကြောင်းတရား10ခုကိုလာပြီးမျက်ဝေပေးတော့မှာပဲဖြစ်ပါเนาะဟုတ်ကဲ့ပါနံပါတ်1အနေနဲ့ကိုယ့်ရဲ့ကြီးပွားချမ်းသာဖို့အတွက်စိတ်တကူရရှိစေမယ့်အကြောင်းအရာ10ခုကိုအဲစတင်ပြီးတော့မှမျက်ဝေပေးတော့မှာပဲဖြစ်เนาะနံပါတ်1ကတိကျသောရည်ရချက်ကို ထားရှိရပါမယ်เนาะဟုတ်ကဲ့ပါ နံပါတ်2ကျတော့ဆုံးဖြတ်ချက်ကိုအမြန်ချမှတ်ရမယ်အမြန်ဆုံးချမှတ်နိုင်ရမှာနော်နံပါတ်3ချက်ကတော့ကိုကျင့်တရားကိုခိုင်လုံမှရမယ်ယိုတာဖြူစင်းတဲ့စိတ်ထားရှိရမှာနော်အဲ့ဒါကိုပြောတာနံပါတ်4ကျတော့မိမိစိတ်လှုပ်ရှားမှုကိုမှတင်းကျပ်စွာအုတ်ထင်းချုပ်တည်နိုင်ရမယ်ပေါ့နော်နံပါတ်5ချက်ကတော့အကျိုးပြုမဲ့ပရာဟိတအလုံးလုံးတွေကိုမှစိတ်အားထက်တန်စွာ အဲဆွဲမြဲစွာနဲ့လုပ်ပေးရအောင်ပေါ့နော်နံပါတ်6အနေနဲ့မိမိလုပ်ငန်းများအပေါ်မှာကောင်းစွာတိနားလေရမှာနော်ဘလို့ပြောမလဲဆိုကိုလုပ်ရမယ့်လုပ်ငန်းတစ်ခုမှာမှကိုကျွမ်းကျင်တဲ့လုပ်ငန်းဖြစ်ရမှာနော်ဘာဖြစ်လဲဆိုကိုမကျွမ်းကျင်တဲ့လုပ်ငန်းလေးတွားလုပ်တဲ့ခါကျတော့မှအလွဲချော်တွေဖြစ်တတ်တယ်အဲရင်းနှီးတွေကိုမှဆုံးရှုံးတွားတတ်တယ်နော်ဘာဖြစ်လဲဆိုကိုကမကျွမ်းကျင်တဲ့ခါကျတော့လုပ်လိုက်တဲ့အခါမှာ အမအရွင်းနေဖြစ်တတ်တယ်အကိုကဘာဖြစ်လဲဆိုတော့ကိုမှနားမလဲတာကိုအကြောင်းမလို့ကိုဘာပဲလုပ်ကိုလုပ်မဲ့လုပ်ငန်းပေါ်မှာလည်းတိနားလေရမယ်ကြွန့်ကျင်ရပါတော့နံပါတ်9အနေနဲ့ကျတော့အယယာခတ်တိုင်းတို့ပေါ်မှာတီးခန့်တိုင်းစွမ်းရှိရမှာနော်ရှစ်အနေနဲ့ကျတော့မိမိလုတ်ဖို့ကင်ဘက်အပေါ်မှာအပေါင်းတင်းတွေများအပေါ်မှာပေါ့နော်တစ္ဆာရှိခြင်းနဲ့တပွားတရားပေါ်မှာယုံကြည်မှုရှိရမယ်နံပါတ်6ကျတော့အတ္တိပညာများကိုတဲ့ဆက်ဆွဲမြဲမြဲ ရှာမီလိုစိတ်ရှိရမယ်เนาะโอเคနံပါတ်20ပေါ့နံပါတ်20ကျတော့စိတ်ကူးကြံစီမှုအာရုံကိုမျက်ခြေမပြတ်စောင့်ကြည့်နိုင်စွမ်းရှိရမယ်เนาะဟုတ်ကဲ့ပါမျက်ခြေမပြတ်စောင့်ကြည့်နိုင်စွမ်းရှိရမယ်เนาะဒါကတော့ကပတ်အချမ်းသာဆုံးတမဏိတထေကြီးအင်ဒရူကာနတ်ချီကရေးရေးသားဖော်ပြထားတာပဲဖြစ်တော့အဲ့ဒါလေးကိုကျွန်တော်ပြန်လေဒီမှာမျှဝေပြီးတော့တာပဲဖြစ်ပါတော့အားလုံးအကျိုးရှိနိုင်မယ်လို့မျှော်လင့်ပါတယ်